သွေးသစ်ဝင်းလိုက်ကြောက်ပြီးထွက်ပြေးပြီပေးသမျှလုံးမင်္ဂလာပါ red dive diary ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်သွေးသစ်ဝင်းနိုင်ကမြန်မာလဝေလောကမှာပထမဒန်းစားကစားသမားနယ်ပါချိန်မှာနံပါတ်1ဖြစ်လာလို့တိတ်ပြီးအဆန်းတက်မခံရသေးဘူးအရင်ခေတ်တုန်းကမြန်မာပြည်ချန်ပီယံဖြစ်ချင်ရင်ကြောဖျက်ရသူများစွာရှိပါတယ်ပထမဒန်းစားလဝေဖိုက်တာတွေတိတ်များခဲ့တာမဟုတ်လားအခုကျရသွေးသစ်ဝင်းနိုင်အတွက်ပြိုင်ပွဲကောင်းမရှိဘူးတိုက်ခတ်ရေးအားကစားသမားတဦးကနေစနစ်ကြီးပဲအားကိုးနေလို့လည်းမရပါဘူးအရေးကြီးဆုံးအရာဖြစ်တဲ့တက်တီကိုလည်းမေ့မထားသင့်ဘူးတက်တီဆိုတာတနက်နက်ပြစ် တာကိုဓာတ်နဲ့တက်ခုတ်တာမျိုးမဟုတ်ပါဘူး မှန်ကန်တဲ့တတိဆွမ်းမကားကိုယူရပါလေသွေးသိဝန်နိုင်ကမြန်မာပြည်ဖိုက်တာတွေတဲ့နီးစနစ်ပိုင်နိုင်သူပါရှာမာရှာတဲ့ကစားသမားဆိုပြီးတင်စားခံရတယ်လက်သီးထုတ်ပုံတွေကပညာသားပါပြီးပြင်းထန်တယ်နောက်ပိုင်းပွဲတွေမှာသွေးသိဝန်နိုင်စီကနေကောင်းကွယ်မတွေ့ရဘူးပတ်ပြေးနေတယ်ဆိုပြီးအလောင်ပြောင်ခံနေရတယ်အောင်ခိုင်းတဲ့ပွဲကတော့အဆိုးဆုံးပါပြည်တွင်းမှာထိုးစရာလိုမရှိပြည်ပမှာလည်းပွဲမတိုးတဲ့သွေးသိဝန်နိုင်ကအောင်ခိုင်းကိုအနိုင်မရခဲ့ဘူးအနိုင်မရခဲ့တဲ့အပြင်သွေးသိဝန်နိုင်ရဲ့စွမ်းရည်ကမြန်မာပြည်နံပါတ်1ဆိုတဲ့ဂုံဘုံနဲ့မလိုက်ဖက်အောင်ညှန့်ချလို့နေပါတယ်အောင်ခိုင်းကသွေးသိဝန် ်လိုက်တဲ့တတရားချင်းစုံတွေ့ချိန်မှာအရင်နှစ်ပွဲထက်ပိုပြီးကောင်းတဲ့စွမ်းရည်ကိုပြသနိုင်ခဲ့ပါတယ်။ပရိသတ်နှလုံးသားကိုဖန်ဆောင်နိုင်ခဲ့တယ်။မြမရိုးရလက်ဝဲရဲ့အနှစ်သာရဖြစ်တဲ့တုံးတိုက်တိုက်ကြားကြိုက်ကြိုက်ကစားဟန်ကိုပြသနိုင်ခဲ့တာပါ။ သွေးတင်ဝင်လိုက်ရဲ့မြန်မာပြည်နံပါတ်1ဂုံဘုတ်ဟာစကလုံးတက်တက်ဆိုတာအောင်ခိုင်တက်တီထပ်ပြနိုင်ခဲ့တာပါမြန်မာပြည်ရဲ့နံပါတ်1ကဝမ်ချမ်ပီယံရှစ်ရဲ့ဒုတိယဒန်ဆာပြိုင်ပွဲမှာတော့အောင်ပွဲမယူနိုင်ခဲ့ပါဘူးဝမ် Friday 566မှာခွန်ဆော့ဝမ် Friday 580မှာခိုကာရော့တို့ကိုဘလုံးမှမရှင်နိုင်ပဲရှုံးခဲ့ပါတယ်ထိုင်းဖိုင်တာခွန်ဆော့ကိုဆိုရင်သွေးတင်ဝင်လိုက်အလဲအကွဲအညံ့ခံခဲ့ရတယ်ဝမ် Friday 566ကသွေးတင်ဝင်လိုက်ရဲ့ပထမဦးဆုံးဝမ်ကောင်းစင်အောက်မှာထိုးရတဲ့ပွဲပါဝမ်ချမ်ပီယံရှစ်စီသွားမဲ့ပထမဆုံးခြေလှမ်းလို့တင်စားကြပြီမဲ့ဂျားထဲမှာအစင်ပေါင်း များစွာလိုပါသေးတယ်။အတော်လေးတန်းနိုင်တဲ့ပြိုင်ပွဲဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီလိုပြိုင်ပွဲမျိုးမှာပဲမြန်မာပြည်ရဲ့အကောင်းဆုံးဖိုင်တာတယောက်အလဲခွဲဖြစ်သွားတာစိတ်မကောင်းစရာပါ။ပြိုင်ပွဲအဆင့်တန်းကနိုင်တယ်လို့သွေးသွင်းဝင်လိုက်ရင်ဆန်ရတဲ့ပြိုင်ဘက်ခွန်ဆော့ကထိုင်းမွေထိုင်းလောကရဲ့ပထမတန်းစားကစားသမားမဟုတ်ပါဘူးပြိုင်ပွဲမှတ်တမ်းကောင်းများများဆဆမရှိပါဘူးတိုက်ခိုက်ရေးပြူဟာကျွဲသွားပြီးရာဂျာဒမန်ယုံမာဝိတ်တန်းလိုက်ချန်ပီယံဖြစ်ခဲ့ဘူးပါလေဒါကပဲခွန်ဆော့ရဲ့အကောင်းဆုံးခိုက်တန်းလို့ဆိုရမလိုပါဘူး သွေးသစ်ဝင်နိုင်ငံကထိုင်းနိုင်ငံသားခွန်ဆော့ကိုအမှတ်နဲ့ရှုံးခဲ့တယ်ဆိုပေမဲ့ပထမအချီမှာပဲအလဲထိုးဖြစ်သွားနိုင်ခဲ့ပါတယ်။ဝမ်ချမ်ပီယံရှစ်ပွဲစဉ်မှာစာချုပ်ချုပ်ခွင့်ရပြီးသွေးသစ်ဝင်နိုင်ငံကိုမြင်ချင်နေကြပါတယ်။ဒါပေမဲ့မျောလင်းထားသလိုဖြစ်မလာသလိုမြန်မာလက်ဝေးလောကရဲ့အမဲဆက်ကိုပါမြင်ခဲ့ရတယ်။အခုသွေးသစ်ဝင်နိုင်ငံအားယူပြီးဆိုပြီးအတန်ထွက်နေတယ်။သူကသူ့ကိုသူမေးဝဲသားလိုမျိုးသဘောထားပြီးအနိုင်ပိုင်းချင်နေတာများလား။မြမရိုးရလက်ဝိတ်လောကမှာသူ့ကိုရှင်နိုင်သူမရှိတော့ဘူးလို့ထင်နေတာများလားဘာလို့လဲ ပြည်ပမှာသူ့ကိုယ်သူအစမ်းသက်မခံတော့ဘူးလားမိကုံးတွေကအများကြီးရေပါသွေးသည့်ဝင်းလိုင်းကိုသူ့ရဲ့အမာခံပိသက်တွေကအများကြီးမျောလင်းထားပါတယ်သွေးသည့်ဝင်းလိုင်းဘုံတော်ဖွဲ့သူတွေလည်းများခဲ့ပါတယ်အခုလိုမျိုးအရွယ်ကောင်းတော့မှာအနားယူဖို့စဉ်းစားနေတာဘာကြောင့်များလဲသွေးသည့်ဝင်းလိုင်းကသွေးနေနေတာလားဒဏ်ရာပြဿနာရှိနေလို့ဆင်ကျင်နေတာလားသူကိုယ်တိုင်ရှင်းပြမှရှင်းလင်းနိုင်မယ်ထင်ပါတယ်အဲ့ဒီလိုမဟုတ်ရင်သွေးသည့်ဝင်းလိုင်းကြောက်လို့ထွက်ပြေးတယ်လို့ဖြစ်နေမှာပါအဆုံးထိကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်